အားလုံးပဲမင်္ဂလာပါဒါကျွန်တော်တို့28နေ့မတ်လမှာတော့ဒါကျွန်တော်တို့တနိုင်ကလုံးအတွက်တကယ်ကိုစိတ်ကောင်းစားဖြစ်ရတွေ့ခြင်းဆိုင်ခဲ့ရတယ်အားလုံးသိထားပြီးသားကျွန်တော်တို့ငလင်းတန်းပြင်းပြင်းထန်ထန်ခံစားခဲ့ရတာကကျွန်တော်တို့မြန်မာနိုင်ငံတနိုင်ကအပြင်အိန္ဒိယချင်းထိုင်းနိုင်ငံအပါအဝင်အခြားနိုင်ငံတွေမှာလည်းဒါရိုက်ခတ်ခဲ့တယ်အထူးသဖြင့်ထိုင်းနိုင်ငံမှာဆိုလေဒါတော်တော်လေးကိုခံခဲ့ရတဲ့နောက်ဆက်တွဲအနေနဲ့အခုလက်ရှိမှာဒါအရေးပေါ်ဒါ ကယ်ယူမှုတွေစပြီးတော့ rescue team တွေကစပြီးလှုပ်ဆောင်နေပြီဆိုတော့ဒီနေရာမှာဒါကျွန်တော်တို့ဒါဘယ်လိုပြောမလဲချစ်တဲ့ပြည်သူတွေအားလုံးတို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးဒါအနေခင်ပြီးတော့ဒါအသက်အနေဂျာကနေအခုလက်ရှိမှာရှင်းတန်းနေထိုင်နေရတဲ့အချိန်မှာဒါအခုလက်ရှိနေထိုင်ရအခုကြီးတွေအများကြီးလိုအပ်နေပြီ ဒါအခုစကိုင်းတိုင်းလို့မန္တလေးတိုင်းမှာဖြစ်ပွားနေတဲ့ငလင်းအခြေအနေတွေကနေ နောက်ဆက်တွဲပြဿနာတွေတကယ်လိုအပ်နေတဲ့အကူအညီတွေအတွက်ဒါပြည်သူတွေကစပြီးတော့အကူအညီတွေပေးနေတဲ့အချိန်မှာ မလိုလားအပ်တဲ့လောဘဒါလောဘသမားတွေနောက်တစ်ခုကဒါတကယ်ကိုမထရာရေစာအပူစာတွေကိုစားချင်ကြတဲ့သူတွေက page အတူတွေကိုထောင်ပြီးတော့ ပြည်သူတွေရဲ့ချွေးနှဲစာတွေကိုရက်ဆက်စွာနဲ့ရယူပြီးတော့လိမ့်လည်နေကြတယ်။ဆိုတော့တကယ်လို့ဒါကိုဘက်ကနေ ကိုတက်နိုင်တဲ့ဘက်ကဒါနည်းသည့်ဖြစ်စေများသည့်ဖြစ်စေလှူဒန်းသည့်ချိန်ကြရင်ကိုလှူဒန်းမဲ့အဖွဲ့အစည်းကိုလှူဒန်းမဲ့သူကိုလှူဒန်းမဲ့လူပုဂ္ဂိုလ်ဟာဘယ်ဖွဲ့စည်းကနေဘလောက်ထိခိုင်ပါလဲဘလောက်ထိတည်ကြလဲတကယ်လို့မသေးကြလို့ရှိရင်တယောက်တည်းရဲ့ research မလုပ်ပဲနှစ်ယောက်သုံးယောက်ရဲ့ research နဲ့ ဒါတိုက်ရိုက်ရောက်သွားနိုင်မဲ့သူတွေစီကိုလှူဒန်းဖို့လဲတိုက်တော့ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီကိစ္စဆဖြစ်တဲ့အချိန်ကနေစပြီးတော့တောက်လျှောက်ကိုကျွန်တော်လူတတ်နိုင်တဲ့ပတ်ချံကနေနှီးပြိုးစုံနဲ့ဒါလှူဒန်းမှုတွေပြုလုပ်နေပါတယ်ဒါအခုလက်ရှိမှာဒါစကိုင်းတိုင်းဆိုရင်အမှန်တိုင်းပြောရင်မန္တလေးတက်ထောင်မှာပို့ပြီးတော့အခြေအနေပို့ဆိုးတယ်ပို့ဆိုးတာကစကိုင်းတိုင်းက ဘာသမ်းမှတော့မကြားရဘူးခြားအချင်းတွေတော်လေးဆွဲချင်မှာစကိုင်းတိုင်းကနေကုညီတင်တဲ့သူတွေလည်းဒါစိတ်ချရတဲ့အဖွဲ့အစည်းတွေရှိတယ်ကျွန်တော်ရဲ့ page မှာရော YouTube မှာရော personal account မှာလည်း share ပြလာတယ်တခါမန်လေးတိုင်းအတွက်လည်းလူချင်းကြသူတွေအားလုံးကလည်းစိတ်ချရတဲ့အဖွဲ့အစည်းတွေဒါအကူအညီပေးသူတွေအားလုံးကိုတိုင်းရဲ့ဆက်သွယ်လူသားနိုင်တယ် ဒါ page အတူတွေကအမတန်များပြားပါတယ်နောက်တစ်ခုကကျွန်တော်တို့ပို့ဆိုတာကဒီလို page အတူတွေဂျာကနေဒါလိမ့်လေပြီးတော့လိမ့်ညာပြီးတော့ပြည်သူတွေရဲ့ချွေးနဲ့စာတွေကိုရယူပြီးတော့အခေကိုရရဆက်ဆက်ရုံမှာကြာသူတွေအများကြီးပါဒါကိုအထူးသတိပြုနဲ့ကိုလူဖို့အတွက်ပြင်ဆင်တဲ့အခါမှာတေချာ queue site ကိုကျွန်တော်နူးညွတ်တောင်းဆိုပါတယ်နောက်တစ်ခုကတော့ဒီထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ဖြစ်ရက်နဲ့ပတ်သက်လို့ဗောလေထိုင်းနိုင်ငံမှာလည်းကျွန်တော် အများဆုံးခံရတာကကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေပါပဲဒါအထူးသဖြင့်ဆောက်လို့ရမှာဖြစ်ခဲ့တဲ့အချိန်တွေပေါ့လေအဲ့ဟိုအငယ်ကြီးရဲ့ဒါဗီဒီယိုနဲ့ပုံကိုကြည့်ပြတဲ့အချိန်မှာကျွန်တော်တို့အားလုံးတကယ်ကိုစိတ်ကောင်းဖြစ်တယ်ဖြစ်တာတော့အကုန်ဖြစ်ကြတာပေါ့လေဒါပေမဲ့ထိုင်းနိုင်ငံမှာဖြစ်တဲ့ဖြစ်ရတဲ့ကိစ္စမှာထိုင်းနိုင်ငံကဖြစ်တဲ့အကူအညီကိစ္စကိုလေကျွန်တော်တို့ဘက်ကတတ်နိုင်ပဲဘက်ကကျွန်တော်ကူညီဖို့လဲဆုံးဖြတ်ထားပြီးဖြစ်ပါတယ်ဆိုတော့အခုလောလောဆယ်အနေထားရလူပြောမလဲဆိုတော့နောက်တစ်ခုကထုံးစံနိုင်ပေါ်ပြကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပြဿနာကပြဿနာတစ်ခုခုဖြစ်ပြီး ကိစ္စတစ်ခုခုဖြစ်ပြီးတဘာဝဘေးအနေချက်တစ်ခုခုကြုံပြီးဆိုရင်အလိုလျောက်ဈေးတင်တာဈေးတက်တာဈေးကြီးတာဓာတ်ကအမြဲတမ်းကြုံတွေ့ရတဲ့ပြဿနာဖြစ်ကျွန်တော်2020ကိုပဲ2021 22 23 24 25ကျွန်တော်ကတ်ဆူးတွေဇက်တိုက်ဖြစ်နေတဲ့ကျွန်တော်ပြည်သူတွေရောကျွန်တော်နိုင်ငံအတွက်ဒီလိုလောဘဒါဒီအများကြီးကြောင့်လဲအဆဆအရာဟာအများကြီးခက်ခဲတာချက်ကိုပို့ပြီးတော့ခက်ခဲနေကြတယ်ဒီအတွက်ကြောင့်လောဘသားတွေအနေနဲ့ ဒီလိုမျိုးတဘာဝဘေးဆိုအန္တရာယ်ကြီးဖြစ်ပွားနေတဲ့အချိန်ငလင်းတန်းဖြစ်နေတဲ့အချိန်မှာဒါကုန်စည်နှုန်းတွေသူတစ်ဖြစ်လိုအပ်နေတဲ့ပစ္စည်းတွေကိုအစမတန်ဈေးတင်ရောက်တာတွေဈေးဈေးတင်ရောက်တာတွေအမြတ်ထုတ်တာတွေကိုဒါဖြစ်နိုင်သမျှမလုံချဘူးတောင်းဆိုပါတယ် ဒါအဓိကတော့ကျွန်တော်တို့အလူရှင်တွေကကိုယ့်ရဲ့ချွေးနေစာလေးနဲ့နိုင်ငံရေးမှာရောက်နေတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေကိုတတ်နိုင်သလောက်ပြည်တွင်းကတတ်နိုင်သလောက်သူတွေထိုင်းနိုင်ငံရောက်နေတဲ့သူတွေနိုင်ငံရေးကသူတွေကကိုယ့်ရဲ့ချွေးနေစာလေးနဲ့လှူထားတဲ့အလူတွေကိုလည်းဒါမသမာသူတွေလောဘသားတွေနောက်တစ်ခုကလိမ့်လေလေဖြားတဲ့ page တွေနောက်ဒါ ဒီလူများတွေရဲ့ချွေးနဲ့စားတွေကိုရယူခြင်းနဲ့သူတွေကိုအထူးသတိပြုပြီးရှောင်ချပြီးတော့ဒါမှန်ကန်တဲ့လက်ထဲရောက်ဖို့တကယ့်မြေပြင်မှာတကယ့်ကိုမှန်ကန်စွာလှုပ်ရှားနေတဲ့ဒါအကူအညီပေးလို့ရတဲ့အဖွဲ့အစည်းတွေအားလုံးကိုတိုက်ရိုက်လှူဒန်းဖို့ကိုလှူဒန်းတဲ့အခါမှာအထူးသတိပြုပြီးတော့တေချာပြီးတော့မှစစ်စစ်ပြီးတော့မှဆုံးဖြတ်ပြီးတော့လှူဒန်းဖို့တောင်းဆိုပါတယ်ကျွန်တော်ဘက်ကလည်းတတ်နိုင်သမျှ ကိစ္စတွေအားလုံးကိုမြန်မာနိုင်ငံမှာရောထိုင်းနိုင်ငံကအကူအညီလိုအပ်သူတွေကိုလည်းကျွန်တော်ဘက်ကအစွမ်းကိုဒါစူးစမ်းပြီးတော့လူတန်းပေးမှာပါနောက်တစ်ခုကလည်းလိုအပ်တဲ့ information တွေကိုလည်းကျွန်တော်ဘက်ကတက်နိုင်ကြများတင်ပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒါပြည်သူတွေနောက်ထပ်ပြဿနာတွေကြားကနေဒါကြီးကိုအမြန်ဆုံးကျော်လွှားကြပါစို့ဗျာအားလုံးကျေးဇူးတင်ပါတယ်